မင်္ဂလာပါ The Rose Channel ကနေជួបပါရယ်ဒီနေ့တော့ Morgan Hose ရဲ့ကဘာကျော်စာအုပ်ကောင်းတုံးဖြစ်တဲ့ The Psychology of Money ဝိကျဆိုင်ရာစိတ်ပညာဆိုတဲ့စာအုပ်ကနေဘௌဒ္ဓတရားစရာသင်ခန်းစာယူစရာထိုးထွင်းတည်မြဲမှုအချက်၅ချက်ကိုဗာရာပြန်ကောင်းတော့တင်ဆက်ပေးပါမယ်မိုက်တိုင်ဆန်ကိုလူတိုင်းသိကြမှာပါသူဟာတမိုင်းတစ်လျှောက်အကြီးအကျယ်ဆုံးလက်ဝဲသမားတွေထဲကတယောက်ပါ90ပြည့်လွန်နှစ်တွေတုန်းကသူ့ကိုဘယ်သူမှမတားနိုင်ပါဘူး သူဟာသူ့ရဲ့အတက်မွေးဝမ်းကြောင်းတစ်ချောင်းဒေါ်လာတန်း400ကျော်ရခဲ့ပါတယ်။ဒါပေမဲ့သူဘာလုပ်ခဲ့လဲ။သူဟာအင်ဂျင်အင်ကောင်းတွေရှားပါးကြားတွေဇိမ်ခံကားအစီးလိုက်နဲ့ဒေါ်လာ2တန်းတန်ရေချိုးကန်တလုံးဝယ်ခဲ့ပါတယ်။ဟုတ်ပါတယ်။ရေချိုးကန်ပါ။ဒါပေမဲ့2003ခုနှစ်ရောက်တဲ့အခါသူဟာဒေဝါလီခံခဲ့ရပါတယ်။ငွေစံပြည့်ယုံနေမှာကပဲဒေါ်လာ23တန်းအကျွေးတင်ခဲ့ပါတယ်။ဒီလိုမျိုးဘလို့ဖြစ်သွားခဲ့ရလဲ။ ိုးရေးကြီးတာကဘာကြောင့်ဒေါ်လာ9000ပဲဝင်ငွေရှိတဲ့လူတချို့တွေက6လုံးပတ်ဝင်ငွေရှိတဲ့သူတွေထက်ပိုချမ်းသာပြီးတော့အနားယူနိုင်ကြတာလဲဒီနေ့မှာတော့မော်ဂန်ဟော်ဆဲရဲ့ငွေကြေးဆိုင်ရာစိတ်ပညာ The Psychology of Money ဆိုတဲ့စာအုပ်ထဲကအစွမ်းအထဆုံးထိုးထွင်းသိမြင်မှု5ချက်ကိုမျှဝေပေးပါမယ်။နံပါတ်1တင့်ရဲ့ထိန်ချုံမှုအောက်မှာအပြည့်အဝမရှိပါဘူး။လက်တွေ့ကျကျပြောရရင်တင့်ရဲ့အောင်မြင်မှုဟာတင့်ရဲ့ထိန်ချုံမှုအောက်မှာအပြည့်အဝမရှိပါဘူး။ကျွန်တော်တို့တွေကလောလောအောင်ကြိုးစားမယ်။ မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်မယ်နေတိုင်းကျိမ့်မိတ်လှုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုကတည်ကြတယ်လို့ယုံကြည်ခြင်းကြတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ကန်လက်နဲ့အန်ဒီရစ်ဟာကျွန်တော်တို့ဝန်ခံချင်တာထက်အများကြီးပိုကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ဘီလ်ဂိတ်ဟာ1960ပြည့်လွန်နှစ်တွေတုန်းကတနင်္ဂနွေလုံးမှာကွန်ပျူတာရှိတဲ့အထက်တန်းကျောင်းအနည်းငယ်တည်းကတစ်ခုကိုတက်ရောက်ခဲ့ရတာဟာကံကောင်းခြင်းတစ်ခုပါဒီကံကောင်းမှုတစ်ခုကပဲလူများစုမရနိုင်တဲ့ဥဆောင်မှုကိုပေးခဲ့ပါတယ်သူစူးစမ်းခဲ့သလား သိကြပါတယ်ပါရမီရှင်လားတန်တရားဖြစ်เสียမရှိပါဘူးဒါပေမဲ့သူရာတခြားမြို့တခြားအချိန်မှာမွေးခဲ့ရင်သူ့ဘဝကအတူတူပဲဖြစ်လာပါမလားမဖြစ်လာနိုင်ပါဘူးအပြည့်တနာကဒီမှာပါကျွန်တော်တို့အောင်မြင်တဲ့သူတွေကိုကြည်ပြီးသူတို့ XYZ ကိုလောက်ခဲ့လို့ငါသာဒီအတိုင်းလုပ်ရင်အောင်မြင်မယ်လို့ထင်ကြတယ်ဒါပေမဲ့မမြင်နိုင်တဲ့အချက်တွေကံကောင်းမှုတွေမှန်ကန်တဲ့ဆက်တွေ့မှုတွေအချိန်ကိုက်မှုတွေကိုလျှို့လျူရှုလိုက်ကြပါတယ် ။ဒင်ကန်းစာအနေနဲ့အောင်မြင်မှုဆိုတာတရားရဂိုင်းနှုံးစွမ်းရည်မဟုတ်ပါဘူး။ကြာဆုံးမှုဆိုတာလည်းတရားရဂိုင်းနှုံးမိုင်မဲမှုမဟုတ်ပါဘူး။ကံနဲ့အန်တရဲ့နှစ်ခုလုံးကတည်ရှိနေပြီးကျွန်တော်တို့အားလုံးကိုကြိုတင်ခံမှန်းလို့မရတဲ့နီလန်းတွေနဲ့တက်ရောက်နေတယ်ဆိုတာနားလည်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့လုံနိုင်တာကဉာဏ်ရှိရှိရွေးချယ်မှုတွေလုပ်ဖို့ကိုကိုကိုအကောင်းဆုံးအနေထားမှာထားဖို့။ဘာပဲဖြစ်လာဖြစ်လာအတင်းပြင်ထားဖို့ဒါပါပဲ။ နံပါတ်1ချမ်းသာအောင်လုပ်ခြင်းနဲ့ချမ်းသာမှုကိုထိန်းသိမ်းခြင်းချမ်းသာအောင်လုပ်ခြင်းနဲ့ချမ်းသာမှုကိုထိန်းသိမ်းခြင်းဟာလုံးဝကိုမတူညီတဲ့စွမ်းရည်နှစ်ခုပါမိုက်တိုင်ဆန်နီကိုလတ်စကိအဲအလိုမျိုးနာမည်ကြီးတွေဘာကြောင့်ချမ်းသာရာကနေငွေပြကြသွားရတာလဲချမ်းသာအောင်လုပ်ဖို့ဆိုတာအန်ဒီယေယူဖို့လိုအပ်ပါတယ်စီးပွားရေးစတင်တာ အခွင့်အလမ်းအစ်တွေမှာအရင်နှီးမြုံနံတာကြီးမားတဲ့လာစာတွေညှိနှိုင်းတာသူများတွေမလို့ရဲတဲ့ရဲရဲဝံ့ဝံ့ခုံပြံကြော်လွားမှုတွေလုပ်ဖို့လိုတယ်အစ်မအကောင်းမြင်စေရှိဖို့လိုတယ်ချမ်းသာမှုကိုထိန်းသိမ်းဖို့ဆိုတာအန်တရာကိုရှောင်ရှားဖို့လိုအပ်ပါတယ်လူတွေမာရွံ့နေတဲ့ချက်ကဒီမှာပါသူတို့ငွေရပြီဆိုတာနဲ့အန်တရာများတဲ့တူညီတဲ့ရန်လိုတဲ့ဂိမ်းကိုဆက်ပြီးကစားနေကြတယ်သူတို့ဟာ လျက်စည်းလိုပဲငွေတွေအဆက်မပြတ်ဝင်နေလိမ့်မယ်လို့ထင်မှတ်ပြီးအလွန်ကျွမ်းအတိုးယူရင်းနှီးကြတယ်ပြီးတော့အရာအလုံးပြိုလဲသွားတယ်ချမ်းသာမှုကိုထိန်းသိမ်းခြင်းကတော့စန့်ကျင်ဘက်စိတ်ဓာတ်လိုအပ်ပါတယ်နှိမ်ချမှုတီးခံခြင်းနဲ့လောင်ကစားခြင်းကိုပဲချိန်မှရက်မယ်ဆိုတာတည်ခြင်းလို့ဖြစ်ပါတယ်ဥပမာ FTH တီထောင်သူ San Investment Friend ဟာ ဒေါ်လာ26ဘီလီယံတန်ဖိုးရှိပေမဲ့လောဘကြီးပြီးပေါ်ဆတဲ့အန်ဒီယယ်တွေကိုယူခဲ့တယ်။နောက်ဆုံး2022မှာဒီဝါလီခံပြီးအဖမ်းခံခဲ့ရတယ်။ဝါရန်ဘက်ဖက်ကတော့ဒေါ်လာဘီလီယံ100ကျော်တန်ဖိုးရှိပေမဲ့ဘယ်တော့မှစွန့်စားမှုကြီးကြီးကြီးမားမားမလုပ်ဘူး။သူကငွေရှာရတာတည်းငွေဆုံးရှုံးရတာကိုပုံမုံးတယ်။သူ့ရဲ့မဟာဗျူဟာကကြာရှည်စွာရှင်းတန်းနိုင်ဖို့ပဲဖြစ်တယ်။ပိုက်ဆံကိုတစ်ခါတည်းရှာယုံနဲ့ရီမန်းချက်မပြီးပါဘူး။ပိုက်ဆံအတွက်ဘယ်တော့မှစိတ်ပူစရာမလိုဘူးကရီမန်းချက်ပါ။ ဲ့ဒါကိုလုပ်ဖို့ဆိုရင်ရေရှည်ဂိမ်းကိုကစားရပါမယ်နံပါတ်၃လွတ်လပ်မှုအတွက်ငွေစုပါငွေစုတာကိုလူအများစုကနောက်ဆုတ်ထားတဲ့အသုံးစရိတ် delay spending လို့ပဲမြင်ကြတယ်နောက်မှပိုကောင်းတဲ့ကားဝယ်ဖို့ဒါမှမဟုတ်အိမ်မက်ကြီးထွက်ဖို့စုမယ်ပေါ့ဒါပေမဲ့တကယ်တော့ချမ်းသာကြွယ်ဝမှုဆိုတာပစ္စည်းတွေဝယ်တာမဟုတ်ပါဘူးလွတ်လပ်မှု freedom ကိုဝယ်တာဖြစ်ပါတယ်ငွေထက်တန်ဖိုးရှိတာကဘာလဲအပြင်ကတော့ရွေးချယ်စရာတွေ option တွေတင့်ချေကိုထိန်းချုပ်နိုင်မှုမလို့ခြင်းမလို့ဖူးလို့ပြောနိုင်စွမ်းလို့ပဲဖြစ်ပါတယ်ဥပမာအားဖြင့် အလုဆိုးဆိုးမှာပိတ်မိနေသူတွေကငွေစုထားတာမရှိလို့အဲ့ဒီကနေထွက်မလာနိုင်ဘူးဒါပေမဲ့အနှဲငယ်စုဆောင်းထားတဲ့တငယ်ချင်းကတော့သူ့အလုကဘဝကို၆တွေ့လာစေတဲ့အခါစိတ်ပူပန်မှုမရှိပဲငါထွက်ပြီလို့ပြောပြီးထွက်သွားခဲ့တယ်ဒီအတွက်အုံနှုံးတစ်ခုရှိတယ်အဖြူဖန်အချင်းနေစုကနေထွက်သွားနိုင်တဲ့ရန်ပုံငွေလို့ခေါ်တယ်ဒီငွေစုပုံကတင့်ကိုဆိုးရွားတဲ့အချင်းတွေကနေရုံထွက်ဖို့ခွင့်ပြုပေးတယ်တင့်မှာ၆လစာနဲ့စုဆောင်းထားရင်တော့ ဘဝမှာလုံးဝမတူညီတဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်ပါတယ်။ငွေနဲ့ဝယ်ယူနိုင်တဲ့အကောင်းဆုံးအရာကငွေထပ်မံမလို့အချင်းပဲဖြစ်ပါတယ်။နံပါတ်၄ ချမ်းသာကြွယ်ဝမှုဆိုတာမမြင်ရတဲ့အရာပါ၂014ခုနှစ်တုန်းက runnery ဆိုတဲ့တန်ရှိဝန်ထမ်းတဦးရှိခဲ့ဘူးတဲ့ဟိုဟောင်းနေတဲ့ကားကိုမောင်းနေနေတိုင်းအတူတူအဝတ်အစားတွေဝတ်တယ်ဘယ်သူမှမမြင်သာတဲ့ရိုးရိုးရှင်းရှင်းလူတယောက်ပေါ့သူ92နှစ်မှာဆုံးပါသွားတဲ့အခါဒေါ်လာ၈တန်းချန်ထားခဲ့တယ်လူတိုင်းအံ့ဩသွားကြတယ်ချမ်းသာမှုဆိုတာတင်မတုံးဆွဲတဲ့ငွေဖြစ်ပါတယ်၎င်းဟာတင်တီဆောက်နေတဲ့လွတ်လပ်မှုဖြစ်ပါတယ်၎င်းဟာနောက်ွယ်မှာတိတ်တိတ်ဆိတ်ဆိတ်ကြီးထွားနေတဲ့ယင်းနီးမြုံနံမှုဖြစ်ပါတယ်တစုံတယောက်ကဖရက်ဒီကာဒစီကိုမောင်းလာရင် ကျွန်တော်တို့ကဒီလိုချမ်းသာနေမှာပဲလို့ယူဆကြတယ်ဒါပေမဲ့တကယ်တမ်းတော့ကျွန်တော်တို့သိတာကသူကားစီးအတွက်ဒေါ်လာ3သိန်း3ဆွဲလိုက်တာပဲသိတယ်သူဘယ်လောက်ကြံနေတယ်ဆိုတာမသိအောင်သူအကျွေးပင်လဲတဲ့နေနေတာလည်းဖြစ်နိုင်ပါတယ်ချမ်းသာတရောင်ရောင်ရှိခြင်းနဲ့ချမ်းသာကြွယ်ဝခြင်းဟာလုံးဝမတူညီတဲ့ဂိမ်းတစ်ခုပါချမ်းသာတရားရောင်ရှိခြင်း lucky risk credit card တော့ကောက်ငွေရကြဝယ်ဈေးကြီးတဲ့ဝန်စားတွေဝယ်ဘယ်လိုဆိုလုံနိုင်ပါလဲချမ်းသာကြွယ်ဝခြင်း being risk မမြင်ရတဲ့အရာတွေနဲ့ပဲပတ်သက်တယ် ဝင်ငွေ6လုံးပတ်ရတဲ့တချို့လူတွေဘာကြောင့်ရုန်းကန်နေရပြီးဝင်ငွေနည်းတဲ့တချို့ကဘာကြောင့်စိုးစိုးအနားယူနိုင်လဲဆိုရင်ဒီရိုးရှင်းတဲ့ကွာခြားချက်ကြောင့်ပဲဖြစ်ပါတယ်လူတချို့ကပစ္စည်းတွေဝယ်တယ်လူတချို့ကလွတ်လပ်မှုကိုဝယ်တယ်နံပါတ်5 စိတ်ခံစားမှုဟာအရေးကြီးတယ်ငွေဆိုတာကနန်းတွေတက်တက်မဟုတ်ပါဘူးခံစားချက်တွေပါငွေကြီးဆိုင်ရာကျွမ်းကျင်သူအများစုကငွေကိုအေးစက်တဲ့တင်ချလို့ပဲပြောကြတယ်အစ်မရင်းနီးဝိုင်းအသုံးစိတ်ကိုဖျက်ဝင်ငွေဆက်ရာခိုင်နှုန်းကိုစုဆောင်းရင်အဆင်ပြေပြီပေါ့ဒါပေမဲ့ကျွန်တော်တို့အဆက်ရုပ်တွေမဟုတ်ပါဘူးစိတ်ခံစားမှုရှိတဲ့တရဝါတွေပါငွေကြီးနဲ့ပတ်သက်လာရင်လုံးဝဆင်ခြင်တုံတရားရှိခြင်းတဲ့စီလျော်မှုရှိခြင်းကပိုအရေးကြီးတယ်ဒီမှာရင်းနီးမြုပ်နှံတဲ့အခါစတော်ဈေးကွက်ပြိုကျသွားရင်တည့်ရဲ့စိတ်ခံစားမှုတွေလွှမ်းမိုးလာမယ်အစုရှယ်ယာ40ရာခိုင်နှုန်းကျ သွားတာကိုမြင်ရတဲ့အခါယုတ်တိရှိတဲ့အစီအစဉ်ကယုတ်တိမရှိတော့ဘူးလို့ခံစားလာရတယ်။တင်ထိတ်လန့်ပြီးရောင်းချလိုက်တဲ့ဒါဆိုတင်ဆုံးရှုံးမှုတွေကိုတော့ခတ်လိုက်တယ်လို့ဖြစ်သွားပါတယ်။စင်ကျင်တုံတရားရှိခြင်း rational နဲ့စီလျော်မှုရှိခြင်း reasonable ကြားကွာခြားချက်ကိုနားလည်ပါ။ rational thinking ဒီရင်းနှီးမြှုပ်နှံမှုနည်းပြဟာက90အတွင်းအမြင့်ဆုံးအကျိုးမြတ်ကိုရမှာမို့ငါဘာပဲဖြစ်ဖြစ်ဆက်လုပ်မယ်။ theory ရပြည့်စုံပါတယ်။ reasonable thinking ဒီနည်းပြဟာကအတိပ္ပယ်ရှိတယ်။ဒါပေမဲ့ဈေးကျတဲ့အခါကထိတ်လန့်မယ်ဆိုတာသိတယ်။ဒါကြောင့်လုံခြုံမှုရှိဖို့ငွေ ေဒါအဖြစ်အနှဲငယ်ခြံထားမယ်လက်တွေ့ဘောမှာလုတ်ဖြစ်တယ်ဝါရန်ဘက်ဖက်ဟာအမြင့်ဆုံးအကျိုးမြတ်ရတဲ့နီးပြူဟာကိုမသုံးပါဘူးသူဘာကြောင့်ယင်းနီးမြုံနေတာလဲသူညာဘက်ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ယင်းနီးမြုံနေတာဖြစ်တယ်သူဟာစီလျော်မှုရှိနေတဲ့စင်ချင်းတုံတရားရှိအောင်တက်တက်မဟုတ်ဘူးကောင်းဆုံးငွေကြေးစီမံချက်ဆိုတာစာရွက်ပေါ်မှာအမြင့်ဆုံးအကျိုးမြတ်ရှိတာမဟုတ်ပါဘူးတင်တကယ်တမ်းဆက်လုံနိုင်တဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီတော့ ီကောင်းလို့ချက်တွေတဲကနေတင့်တဲ့အကျိုးတစုံတရာရှိသွားမယ်ဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးပါဦးနောက်ထပ်ဘဝတုတ္တရရစီရတင်ကန်းစာရစီရကောင်းလို့ချက်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်